တရုတ်နိုင်ငံကသွင်းကုန်တွေအားလုံးအပေါ်အခွန်တရားရာခိုင်နှုန်းတိုးမြင့်ကောက်ခံသွားမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကမနေ့အောက်တိုဘာလ10ရက်နေ့မှာ True Social လူမှုကွန်ရက်ကတစင်ပြောကြားလိုက်ပါတယ်။အခုသွင်းကုန်အခွန်အသစ်တိုးကောက်မဲ့အစီအစဉ်ဟာလာမယ့်နိုဝင်ဘာလ10ရက်နေ့မှာစတင်အသက်ဝင်မယ်လို့ဆိုပါတယ်။ဒါဟာလက်ရှိမှာတရုတ်နိုင်ငံကသွင်းကုန်တွေအပေါ်အမေရိကန်ကအခွန်30ရာခိုင်နှုန်းကောက်နေတာအပြင်တရားရာခိုင်နှုန်းထပ်တိုးကောက်တာဖြစ်တာကြောင့်တကယ်လို့ဒီအဆိုပြုချက်သာအသက်ဝင်ခဲ့မယ်ဆိုရင် တရုတ်နိုင်ငံကလာတဲ့ twin ကုန်တွေအလုံးအခွန်130ရာခိုင်နှုန်းပေးကြရမှာဖြစ်ပါတယ်တရုတ်နိုင်ငံကမြေရှားတပ်ထုပြပကိုတင်ပို့မှုအပေါ်ကန့်သက်ချက်တွေထုတ်ပြန်ပြီးနောက်တနေ့မှာသမ္မတ Trump ကအခုလိုအခွန်တိုးကောက်တဲ့အစီအစဉ်ကိုကြေညာလိုက်တာပါမြေရှားတပ်ထုတွေပြပကိုတင်ပို့တဲ့နေရာမှာကန့်သက်ချက်အသစ်၅ခုကိုတရုတ်အစိုးရကအော်တိုဘာလ9ရက်နေ့မှာထုတ်ပြန်လိုက်တာပါအမေရိကန်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ဆက်မီကွန်ဒက်တာချစ်တွေ တရုတ်နိုင်ငံကိုတင်ပို့မှုကန့်သတ်ပိတ်ပင်တာတွေအမေရိကန်ဘက်ကလှုပ်ဆောင်တဲ့အတွက်ဒါကိုလက်စားချေတဲ့အနေနဲ့တရုတ်တို့ကလည်းအခုလိုတံပြန်ကန့်သတ်ချက်ထုတ်ပြန်လာလို့ဆိုပါတယ်အခုအစ်တတဖန်ပြန်ဖြစ်လာတဲ့တံပြန်ဒဏ်ခအရေးယူမှုတွေဟာလာမယ့်အော်တိုဘာလ31ရက်နဲ့နိုဝင်ဘာလ1ရက်နေ့အကြားတောင်ကိုရီးယားနိုင်ငံမှာကျင်းပမဲ့ Asia Pacific အေပက်ညီလာခံပြင်ပမှာတမရထရမ့်နဲ့တရုတ်တမရရှီကျင်းဖြင့်တို့တီးကြမျက်နှချင်းဆိုင်တွေ့ကြမဲ့အစီအစဉ်ကိုလည်းထိခိုက်သွားစေနိုင်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့တင်မာမှုတွေကြောင့်တမရရှီကျင်းဖြင့်နဲ့တွေ့မဲ့အစီအစဉ်ပြတ်ဖို့များတယ်လို့လည်းတမရထရမ့်ကပြောထားပါတယ်။လက်ရှိအခြေအနေအရတရုတ်နဲ့အမေရိကန်အကြားအပြန်အလှန်ပိတ်ဆို့အရေးယူအခွန်တင်းကျစတာတွေလှုပ်ဆောင်နေကြတာဟာမပြည့်စုံနိုင်တဲ့ဇာလန်းရှိတဲ့ပုတ်ဖြစ်နေပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။